Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ Trend နဲ့တွေ့ဆုံမှုမှာ Tomahawk တုံးကြီးတွေမရခဲ့ပေမဲ့အပြူသဘောဆောင်ခဲ့တယ်လို့ Silenski ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ယူကရိန်းသမ္မတဗလိုဒီမာ Silenski ကတော့ American သမ္မတ Donald Trump နဲ့တွေ့ဆုံမှုမှာယူကရိန်းအတွက် Tomahawk တုံးကြီးတွေမရရှိခဲ့ပေမဲ့အပြူသဘောဆောင်ပါတယ်လို့ပြောကြားခဲ့ပါတယ် Silenski ကတော့အဆိုပါဆွေးနွေးမှုဟာအကျိုးရှိခဲ့ပြီးတော့ American အနေနဲ့ KF နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမှာဆက်လက်စိတ်ဝင်စားနေတယ်လို့ပြောပါတယ် ဇလန်စကီကထရန်ဟန်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုန်းပြောဆိုမှုမပြုလုပ်ခင်နိုင်ပိုင်းအလိုမှာတာဝဲပြက်ဒုံးကြီးတွေစေလုံးမဲ့အစီအစဉ်ကိုရုပ်သိမ်းလိုက်တယ်လို့ပြောပါရယ်ကျွန်တော်အမြင်အရတော့သူကသူတို့နဲ့မတွေ့ဆုံခင်အထိ ရုရှားနဲ့တင်းမာမှုတွေမဖြစ်ချင်တာပါလို့ဇာလန်စကီကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ပူတင်ကယူကရိန်းကိုဒိုနက်စ်နဲ့ဒိုဟန်စ်ဒေသတွေကိုဆွန့်လွတ်ပေးဖို့တောင်းဆိုတာကတော့မပြောင်းလဲသေးဘူးလို့သူကထပ်ပြောခဲ့ပါတယ်။ယူကရိန်းကောင်းဆောင်ကတော့ထရန့်ဟာပြည်ပခါကိုလက်ရှိစစ်မျက်နှာတွေတလျှောက်အပြစ်ရတာကိုထောက်ခံခဲ့ပြီးစစ်ပွဲကိုအဆုံးသတ်ချင်တဲ့သူ့ရဲ့ရည်တည်ချက်ကတော့အပြုသဘောဆောင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ယူကရိန်းကတော့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီးတော့ Patriot လေကြောင်းကာကွယ်ရေးစနစ်25ခုဝယ်ယူဖို့စီစဉ်နေဆဲဖြစ်ပေမဲ့လို့ ထုတ်လုပ်မှုနှောင့်နှေးနေတာကြောင့်ပြည်စည်းတွေရောက်ရှိဖို့အချိန်ယူရနိုင်တယ်လို့ဇာလန်စကီကတတိပေးခဲ့ပါတယ်။ထရန့်ကတော့ဥရောပမိတ်ဖက်တွေကတဆင့်ပုံပုံမြန်ဆန်တဲ့ရွေးချယ်စရာတွေကိုရှာဖွေဖို့ကူညီပေးဖို့အသင့်ရှိနေတယ်လို့လည်းပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။